စီးပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စီးပွားတွေအလုံးလုံးပြီးတော့ရလို့ဆုတဲ့စီးပွားပဲဖြစ်စေအယောင်းဝယ်လုံးလို့ရတဲ့စီးပွားပဲဖြစ်စေဒီစီးပွားဟာကိုရလာတဲ့စီးပွားပျက်စီးသွားနိုင်တယ်အဲ့ဒီပျက်စီးတာဆိုတာလေအကြောင်းမဲ့မဟုတ်ဘူးတဲ့ကိုယ့်ရဲ့လောက်ရပုံမှာမိပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလောက်ပါနဲ့ရှောင်ကျင်ပါလို့မြတ်စွာဘုရားဒီလိုဟော အဲ့ဒီ6မျိုးကလာပြီးနမတိကဘာလို့ဆိုသူရမေရိယမစ္ဆပမတ္ထဌာနာတဲ့နော်အယသေးစာဘီယာဆေဝါဘူးရဆေဝါတွေသုံးစွဲတယ်အဲ့ဒီသုံးစွဲမှုကစစည်းစိမ်ဥစ္စာပြည့်စည်ခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာပဲဒါနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စည်းစိမ်ပြတ်တာဆိုတာဒါက ဟောအယက်သေးစားတောက်စားမူရေဒီအတုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလဲမွဲသွားရတာပဲပေါ့ဒီမွဲတာတမျိုးတွေမကဘူးမြတ်စွာဘုရားကထတ်ချက်ပြီးတော့ဟောသေးတယ်အခုတော့ဒီဟာတစ်ခုကိုမှတ်ထားဘူးသူရမေရယမစ္ဆပမာဒဌာနာနုယောကောဘောဂဏအပါယမုခံနဲ့ရလာတဲ့စီစဉ်ဥစ္စာတို့ရဲ့ပျက်စီးခြင်းအကြောင်းကဘာလဲလို့ဆိုရင်သူရာဆိုတဲ့သေမေရယဆိုတဲ့အရက် မစ္ဆာဆိုတဲ့မူရဲ့စေဝါပမာဒဌာနအဲ့ဒီအရာတွေအားလုံးဟာမိလျော့ပေါ်တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကလုတ်ကင်ဆောင်ရက်နေတဲ့လိုက်စားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာစီဝါဥစ္စာပြတ်တတ်တယ်ဒါတစ်ခုနောက်တစ်ခုကတော့ဝိကာလဝိတိခာစရိယာလူယောကောအချိန်မတော်အချိန်တော်လမ်းမောထွက်ပြီးတော့သွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေ လမ်းဆိုတာမောင်ရေးခုမှုနဲ့ဖန်ခါရတယ်လေ။ညအထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မောင်ရေးခုလို့ဆိုဖမ်းသွား။ခိုလို့ဒီလုံးလုံးရင်လဲညဒီလူကထွက်တယ်ဒီလူပဲနေပါပစ္စည်းပြောင်းနေလဲသူစီရောက်လာမှာ။နော်လက်ဆောင်နေအများကြီးသူစီရောက်လာမှာပဲ။နော်အဲ့ဒါကြောင့်မလို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့။ထွက်တဲ့အချိန်မထားရဘူးလို့သူဆိုတယ်။နောက်တစ်ခုကသမစ္ဆာဘိသရဏတဲ့။ ဘယ်မှာစတေရှုရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ်နိုင်ကလပ်ရှိတယ်ဆိုသွားခြင်းတဲ့ပုံကိုအဲ့ဒီလိုသွားတာဟာလဲစီးပွားပြည့်ခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်။ဟုတ်တယ်လေနိုင်ကလပ်သွားလို့ခုနကကဂရေ80ကျွဲဝါတဲ့တထေးကမွဲသွားတာပဲလေ။ပန်ကုံဆွတ်လိုက်ဆူချလိုက်ပန်ကုံဆွတ်လိုက်ဆူချလိုက်အပေါင်းဖော်ရိအရက်တိုင်လိုက်နဲ့ဆိုကုံရောပေါ့ပိုက်ဆံနော်။ပိုက်ဆံကုံကြီးရဲ့အကြောင်းတစ်ခုတဲ့ နောက်တစ်ခုကဘာလို့ဆိုဇူတပမာရဌာနလူယောဂါလေကစားတာလောင်းကစားတာလေအများကြီးဘမပြေမှာကြားဘူးတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးနေထိုးတယ်ဆိုတာတကယ်နော်တိုက်ပေါ်ကဆင်းပေးလိုက်ရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလူကစားမျိုးတွေပေါ့လောင်းကစားတွေမှာလုံးတဲ့ပုံစံတွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရော ဟာအဲ့ဒါကြောင့်မလို့ဒါလည်းစီးပွားပျက်စီးခြင်းအကြောင်းတစ်ခုပဲလေဟောနောက်နံပါတ်5ကြတော့ဘာလို့ဆိုပပိပပမိတ်တာလူယောဂာတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာတဲ့အဲမကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာဟာလည်းပဲစီးပွားပျက်ခြင်းရဲ့အကြောင်းတရားပဲလာရလေသူတို့ကလာသွားရအောင်ဘယ်ခေါ်တော့ဆိုတောက်ဖို့တောက်ဖက်လို့ခေါ်တာပေါ့အဲ့ဒီပဲရောက်သွားတယ် လောင်းဘောလောင်းဖက်တောက်ဘောတောက်ဖက်တည်းအဲ့လိုခေါ်သွားပြီးတော့ကျမ်းဘောကျမ်းဘက်ပေါ့ဗေနာအိမ်သွားဖောက်ရအောင်ဒါမျိုးတွေပေါ့ပါပမိတ္တနဲ့ဆိုရင်နောက်ဆုံးမှာအကြီးချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တောင်ပါပမိတ္တနဲ့ဆုံပြီလို့သူစကားနားထောင်ပြီးလုံးမီးပျက်စီးသွားတယ်အစတတ္တမင်းဟာဘယင်းရဲ့သားတော်လည်းဖြစ်တယ်တကယ်ကတော့သူဟာအတိညာရှိတဲ့ပုဂ္ဂိုလ်တယောက် မြတ်စွာဘုရားတရားနာရလို့ရှင်သတ္တဗံဖြစ်ရမယ်အရေးချင်းဖြစ်အောင်ရှိတယ်သူသို့တော့ဒေဝရစကားကိုတားရောက်ပြီးတော့အဖေကိုသွားတတ်မိတဲ့အတွက်ကြောင့်သူ့ရဲ့အခြေအနေကောင်းနေတာအကုန်လုံးပျက်စီးသွားတယ်ပြင်လို့မရတဲ့အနေအထားထိအောင်ရောက်သွားတယ်ဒီအခြေအနေထိအောင်ရောက်နိုင်တယ်လို့ဆိုဒါအမြင့်ဆုံးအဖြစ်ပဲเนาะအမြင့်ဆုံးအဖြစ်ပဲမကောင်းတာလုံးပြီးတဲ့အတွက်ကြောင့်အဖော်ရဲ့ သိဆောင်မှုကြောင့်ဒုက္ခရောက်သွားတဲ့ပုံကိုယ်တွေလောကမှာအများကြီးပဲရှိတယ်။မကောင်းတဲ့အဖို့နဲ့သွာလာမိသည့်အတွက်ကြောင့်ဒုက္ခရောက်ပါတာ။ဒါလည်းအမြဲတမ်းဟိုအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ဒါမို့မိသားစုတွေမှာဆိုရင်ကိုယ်သားသမီးတွေဒီမကောင်းတဲ့လူနဲ့မပေါင်းမိအောင်တတိထားနေကြရတာလေ။အပေါင်းအသင်းမှားသွားမှကိုဆွေရင်နေကြရတယ်မိဘတွေ။ပေါင်းအသင်းမှားသွားလို့ရှိရင်ကတင်လို့ရမှာမဟုတ်ဘူးလေ။ ဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်နောက်ဆုံးတစ်ခုကအာလတယာနုယောကောအပြင်းဖက်တာလည်းပဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုပဲနှုတ်တင်တာဆိုလည်းတက်တက်ကြွကြွလောရမယ်သူများတဲ့ဥအောင်လောရမယ်စင်ကာပူနိုင်ငံအခုလိုကြီးပွားတိုးတက်ချမ်းသာသွားတယ်ဆိုတာလုံလဝီရိယနဲ့လုံလို့ရတာသူကသူချိန်နေပေးလို့ဝင်လာတာမဟုတ်ဘူးမြေကြီးကရွှေသီးတဲ့နိုင်ငံမဟုတ်ဘူးရေတောင်ဝယ်တော့နေရတယ် အဲ့လိုကြီးပွားတာတော့ဆိုစဉ်းစားကြည့်လေစင်ကာပူစံချိန်မဟုတ်ဘူးဟောင်ကောင်စံချိန်ယူပြီးတော့ဟောင်ကောင်နဲ့ချိတ်ဆက်ထားတာလေကြီးပွားတုတ်တက်မှုရှိအောင်အချိန်တောင်ဟောင်ကောင်ဟောင်ကောင်စံချိန်နဲ့ယူပြီးတော့လှုပ်ထားပြီးတော့အလုပ်ကြိုးစားတာနော်ဒါစင်ကာပူနေတဲ့လူတွေပုံသိမှာပေါ့အဲ့လိုလောကမှာကြီးပွားတုတ်တက်တယ်ဆိုတာအနေထားကောင်းရုံတစ်ခုတည်းတည်းမဟုတ်ဘူးကြိုးစားအထောက်မှုပေါ်မှာမူတည်တယ် အဲ့လိုဖြစ်အောင်ကြည့်ပါလားသူဖြစ်ပါလားမလေးရှားနိုင်ငံလွတ်လပ်ရေးရတော့စင်ကာပူကလည်းမလေးရှားရဲ့ state တစ်ခုပဲလေမလေးရှားရဲ့ state တစ်ခုပဲသူကအဲ့ဒီထဲကနေပြီးတော့ဒီနိုင်ငံကောင်းဆောင်ကခွဲထွက်လိုက်တာခွဲထွက်လိုက်တော့မရေတောင်မှတောက်เสียရှိတာမှမဟုတ်ဘူးပင်လယ်တွေရမ်းနေတယ်အဲ့တော့ရေတောင်မှသူများเสียဝဲတောက်နေရတာသို့သော်စ조사အထုတ်လိုက်တဲ့အခါကျတော့ နေရာနဲ့ဒီမညီမျှလောက်အောင်ချိပွားတွေ့တဲ့မှုရတာတခြားနိုင်ငံတွေချမ်းသာတယ်ဆိုတာရေနံထွက်လို့ချမ်းသာတာတွေရှိတယ်လေဒီနားမှာကျွန်းပေါက်စားလေးတွေကရေနံထွက်လို့ချမ်းသာတာတဘာဝကပေးလို့ချမ်းသာတာလေစင်ကာပူရေနံထွက်သလားမသိဘူးထွက်ဘူးเนาะကဲမထွက်ဘဲနဲ့ကုန်းခေါင်ကောင်ကနေပြီးတော့ချိပွားချမ်းသာလုပ်တယ်ဆိုတာဒီမပြင်းလို့ပဲ တက်တက်ကြွကြွစူးစမ်းအထုတ်လို့ဖြစ်တယ်ဆိုတာဘလောက်ထင်ရှားတော့ဘုရားသခင်ကမာရမှာမဟုတ်တာအဲ့တော့ကိုစူးစမ်းရင် ဖြစ်တယ်ဆိုရင်ဗမာစကားတော့ပြောတော့ပြောကြပါရဲ့စူးစမ်းရင်ဘုရားဖြစ်တယ်ဆိုဘုရားဖြစ်မှကြောက်လို့သူမှမစူးစမ်းအဲ့ဒီအိဒိပဲရောင်းနေတယ်နော်ကျိုးစားရင်ဖះတော်ဖြစ်တယ်လို့ပြောကြတာသို့တော်ဖះမဖြစ်ခြင်းဘာမှမကျိုးစားဘူးပေါ့အဲ့တော့အဲ့လို 没屁眼啊！我们家。Um, yes.